ားလုံးပဲမင်္ဂလာပါ Forever Gana Facebook နဲ့ DR YouTube Channel တို့ကိုကြိုဆိုပါရစေ။ ကျွန်တော်ဒီကနေ့မနက်အစောပိုင်းမှာတော့အာဆင်နယ်နဲ့ပတ်သက်တဲ့သတင်းကြောင်းအလေးနည်းနည်းလောက်ဆွေးနွေးသုံးသပ်ကြည့်အောင်ဒါအရင်ဆုံးအနေနဲ့ကျွန်တော်တို့အာဆင်နယ်အသင်းကဒီကနေ့ညမှာဒါဘန်လီအသင်းကိုပရီးမီးယားလိပွဲစဉ်30အဖြစ်အဝေးကွင်းမှာတွားရောက်ရှင်းပြိုင်ကစားရမယ်ဒါဒီပွဲစဉ်နဲ့ပတ်သက်ပြီးတော့ဒါမနေ့ကဒါအချိုသတင်းတာရှင်းလင်းပွဲတွေပြုလုပ်ခဲ့တယ်ဒါနှစ်ဖက်အသင်းနီးပြားတွေကအချိုသတင်းတာရှင်းလင်းပွဲတွေပြုလုပ်ခဲ့တယ်ဒီနေရာမှာတော့ကျွန်တော်တို့အာဆင်နယ်အသင်းနဲ့ပတ်သက်ပြီးတော့ဒါဘန်လီအသင်းနီးပြားစကော့ပါတ်ကာကဒါဘာပြောခဲ့လဲဆိုတော့အာဆင်နယ်အသင်းနဲ့ပတ်သက် ီးတော့ဗောလေဒါမီဒီယာတွေရဲ့မေးမြန်းမှုကအာဆင်နယ်အသင်းနဲ့ပတ်သက်ပြီးတော့ဒါစကော့ပါကာတဲ့အနေနဲ့ဘယ်လိုထင်လဲအာဆင်နယ်အသင်းပေါ်ဘယ်လိုမြင်မိလဲဒါဒီအသင်းကဒီရဒီမှာအကောင်းဆုံးခြေစွမ်းပြနေတာခင်ဗျားအနေနဲ့ရင်ဆိုင်မှုဘယ်လိုပြင်ဆင်ထားလဲဆိုတဲ့အပေါ်မှာတော့ ကျွန်တော်အနေနဲ့ဒီအသင်းကိုအကောင်းဆုံးရင်ဆိုင်ကစားတော့ဖို့အတွက်အကောင်းဆုံးတွေကိုပဲရွေးချယ်ထားတယ်ဆိုတာမှန်ပေမဲ့ဒီအသင်းကိုကျွန်တော်တို့ရက်တံမှုအတွက်တော်တော်လေးခေါင်းရှုပ်ကြတယ်ဆိုပြီးတော့ Scott Parker ကပြောကြားထားတယ်။ဒါတစ်ဆက်တည်းမှာပဲဒီအသင်းကဒါပျော့ပြောင်းနေဟိုပုံစံမျိုးမြင်ရပေမဲ့ဒီအသင်းမှာဘာမှဆိုလုံနိုင်စွမ်းရှိတဲ့ ဒါနီးပြအပါဝင် ကစားသမားတွေများစွာ ရှိတယ်မိနစ်တိုင်းကိုအပြောင်းလဲလုပ်နိုင်တဲ့ဒါနီးပြတယောက်ကိုပိုင်ဆိုင်ထားပြီးတော့ဒါမီခေးအာဒေတာကိုလည်းကျွန်တော်အနေနဲ့တိတ်ကိုသဘောကျရတဲ့နီးပြတယောက်ဖြစ်တယ်ဆိုပြီးတော့ဒါစကော့ပါကာကပြောကြားထားတယ်ဆက်ထဲမှာပဲဒီအသင်းကဒီယာတီမှာချန်ပီယံစူပလာအတွက်ဒါအကောင်းဆုံးတိုက်ပွဲဝင်နေတဲ့အသင်းတွေရဲ့တသင်းကိုကျွန်တော်တို့ရင်ဆိုင်ရမှာဒီအသင်းကလည်း သူတို့အနေနဲ့ဘာမဆိုလုံနိုင်စွမ်းရှိတဲ့အတင်းတင်းပြပြီးကျွန်တော်တို့ကိုအကောင်းကောင်းဒုက္ခပေးသွားမယ်ဆိုတော့ကျွန်တော်အနေနဲ့ကြိုတိထားတယ်ကျွန်တော်အနေနဲ့ကတော့သူတို့ကိုပြန်ပြီးဘလို့ခုခံရမယ်ဆိုတာကိုပဲအကောင်းဆုံးစဉ်းစားထားတယ်ဆိုပြီးတော့ဒါဘန်လီအတင်းနီပြစကော့ပါကာကပြောကြားထားပါတယ်ဒါတစတဲ့မှာပဲကျွန်တော်တို့အာဆင်နယ်အတင်းရဲ့ဒါတလတာအကောင်းဆုံးကစားသမားစုပေါ့လေဒါ ကျွန်တော်တို့အာဆင်နယ်အသင်းမှာဆိုလို့ရှိရင်ဒါလာတိုင်းတလတာအကောင်းဆုံးကစားသမားစုကလေးကိုပေးတယ်လို့ဒါပရီးမီးယားလိမှာလည်းဒါတလတာပေါ့လေအော်တိုဘာလာတလတာအကောင်းဆုံးကစားသမားစုကိုရွေးချယ်တယ်ဒီရွေးချယ်တဲ့နေရာမှာတော့ကျွန်တော်တို့အာဆင်နယ်အသင်းရဲ့ဒါညာချမ်းခံစစ်ကစားသမားဂျူလီယန်တင်ဘာကပါဝင်လာတယ်။အဲဂျူလီယန်တင်ဘာပါဝင်လာတာကိုမှဒါအခုသတင်းမီဒီယာတွေပေါ်ပြချက်အရဆိုလို့ရှိရင်ကျွန်တော်တို့အာဆင်နယ်တင်းရဲ့ ဒါပေညာချမ်းခံစစ်ကစားသမားဂျူလီယန်တင်ဘာကဒီစုကိုရဖို့အတွက်ပရီးမီးယားလိရဲ့တလတ်တာအကောင်းဆုံးကစားသမားစုကိုရရှိဖို့အတွက်ဒါအကောင်းဆုံးအနေအထားတစ်ခုမှရှိနေတယ်ဒါဒီကစားသမားကိုဒါဒီစုရသွားလိမ့်မယ်ဆိုပြီးတော့အမျိုးမျိုးထင်ကြေးပေးနေကြတာမျိုးတွေရှိတယ်ဒါတစ်ဆက်တည်းမှာပဲကျွန်တော်တို့အာဆင်နယ်တင်းရဲ့နီးပြမီ KR data ကလည်းဒါအော်တိုပါလာရဲ့တလတ်တာအကောင်းဆုံးနီးပြစီးရင်စကားတင်စီးရင်နဲ့မှာပါဝင်လာပြီးတော့ဒီယာတီမာမီ KR data အနေနဲ့ ီဒီချိန်နဲ့ဆိုနှစ်ချိန်တိတိစကားတင်စင်းတဲ့အထိပါဝင်လာတဲ့အထိကိုဒါမီ KR data ရဲ့စွမ်းဆောင်ရည်တွေကအရန်ကိုတိုးတက်လာတာကိုကျွန်တော်နေမြင်တွေ့ရမယ်။ဒါနောက်ထပ်သတင်းပုတ်အနေနဲ့ကျွန်တော်တို့ Arsenal အသင်းကမာတင် Odegaard နဲ့ပတ်သက်ပြီးတော့သတင်းတစ်ပုတ်တက်လာတယ်။ဒါကပါလဲဆိုတော့ဒါကတိတ်ယုံကြည်ရလောက်တဲ့သတင်းတခုတော့ဟုတ်မနေဘူးပေါ့လေ။ဒါကြောင့်ညီကိုတွေကိုသိစေချင်တဲ့အတွက်ကျွန်တော်နေမျှဝေပေးခြင်းဖြစ်ပါတယ်။ဒါကပါလဲဆိုတော့ကျွန်တော်မိကျွန်တော်အာဆင်နယ်ကမာတင်အိုရီကတ်နဲ့ပတ်သက်ပြီးတော့ဒါဘာကာပေါ့လေ။ဒါ ဘာစီလိုနာအသင်းပေါ့လေဘာစီလိုနာအသင်းကလာရောက်ချိတ်ဆက်နေတယ်ဆိုတော့တည်င်းတွေကတက်နေတယ်ဒါမာတင်အိုရီဂတ်ကိုခေါ်ခြင်းနေပေါ့လေဆိုပြီးတော့ဒါလာရောက်ချိတ်ဆက်တယ်ဆိုတော့တည်င်းတွေတက်တယ်ဒါဒီနေရာမှာမာတင်အိုရီဂတ်ကဒါဘာစီလိုနာအသင်းရဲ့ကမ်းလှမ်းမှုကိုဒါချက်ချင်းပဲပယ်ချလိုက်တယ်ဆိုပြီးတော့လေတည်င်းတွေကအမျိုးမျိုးတက်နေတယ် ။တကယ်နဲ့စဉ်းစားကြည့်ရင်ကျွန်တော်တို့အာဆင်နဲ့အသင်းမှာမာတင်အိုဒီဂတ်ဘလောက်တိအင်ပက်ကြီးရယ်ဆိုတာကျွန်တော်ညီကိုတွေလည်းသိပြီးသားကျွန်တော်ကိုယ်တိုင်လည်းသိရယ်ကိုလေ။ဒါဘာဖြစ်ဖြစ်ကျွန်တော်အာဆင်နဲ့အသင်းကမာတင်အိုဒီဂတ်ကိုရောင်းချလိုက်မယ်လို့ကျွန်တော်အနေနဲ့ထင်မနေဘူး။မာတင်အိုဒီဂတ်ကလည်းဒါသူ့အနေနဲ့ဟိုအာဆင်နယ်မှာပဲပျော်နေတယ်ဆိုတော့တည်င်းနေရလဲတက်နေတယ်ဒါပြီးရဆိုလို့ရှိရင်မာတင်အိုဒီဂတ်ကိုယ်တိုင်ကလည်းဒါဘာစီလိုနာရဲ့ကန်ဒလန်မှုကိုညင်းချဟိုဘယ်လိုပြောညင်းပယ်ထားတယ်ဆိုပြီးတော့လဲဒါတည်င်းနေရတက်နေတယ် ကျွန်တော်ရဲ့တဦးတယောက်ထဲအမြင်ကိုပြောပြပါဆိုလို့ရှိရင်တော့ Martin Odegaard ပြောင်းမယ်လို့တော့ကျွန်တော်အနေနဲ့မထင်ဘူးဗျ။နော်ဒါနောက်တဲ့သတင်းတစ်ပုဒ်အနေနဲ့ကျတို့အာဆင်နယ်သင်းဒီနိုဝင်ဘာလထဲမှာကစားသွားမယ်ဒါတလလုံးပေါ့လေတလလုံးကစားသွားမယ်ချန်ပီယံပွဲဆိုဒါစုစုပေါင်းဆိုလို့ရှိရင်ကျတော်တို့ဒါ6ပွဲတတိကိုရှိတယ်ဗျဒီပြိုင်ပွဲဆို6ပွဲထဲမှာဆိုလို့ရှိရင်ဒီကနေ့ညမှာကစားမယ်ဒါဘန်လီနဲ့အဝေးကွင်းပရီးမီယာလိပွဲ ီးမီးယားလိပွဲစဉ်အဝေးကွင်းပါဝင်ဒါချန်ပီယံလိပွဲနှစ်ပွဲပါဝင်နေဒါဒီလထဲမှာပဲကျွန်တော်အာဆင်နယ်အတင်းကစုစုပေါင်း6ပွဲကစားမယ်ဒါအရင်ဆုံးအနေနဲ့ကျွန်တော်တရက်နေ့မှာဘန်လီကိုဝေးဝေးမှာရှင်ပြန်ကစားမှာဖြစ်ပြီးတော့ဒါ9ရက်နေ့မှာဆိုလို့ရှိရင်အဲစလာဗီးယားစလာဗီးယားပရာဂါကိုဒါကျွန်တော်တို့အဝေးကွင်းမှာချန်ပီယံလိစတိတ်ပွဲစဉ်အဖြစ်ဒါတွားရောက်ရှင်ပြန်ကစားရမယ်ဒါ9ရက်နေ့ကျလို့ရှိရင်တော့ကျွန်တော်တို့ကဆန်ဒါလိုင်းအင်ကွင်းကိုတွားပြီးတော့ပရီးမီယာလိဒါပရီးမီယာလိပွဲစဉ်တွားရောက်ရှင်ပြန်ကစားရမယ်ဒါကျွန်တော်တို့ဒီယာတီမှာဒါဟိုဘယ်လိုပြောမလဲ လန်ဒန်ဒါဘီပေါ့လေလန်ဒန်ဒါဘီမြောက်လန်ဒန်ဒါဘီအဖြစ်ကျွန်တော်တို့ကစပါးနဲ့လေရင်ဆိုင်ကစားသွားဖို့ရှိပြီးတော့နော်ဒါကျွန်တော်တို့ချဲစီးနဲ့လေရှင်ပြန်ကစားသွားဖို့ရှိတယ်ကျွန်တော်ဒီလထဲမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒါပြောရမယ်ဆိုလို့ရှိရင်ပွဲချက်တယ်လို့တော့ပြောလို့ရမယ်ဗျဒါပါလို့လဲဆိုလို့ရှိရင်ကျွန်တော်တို့စုစုပေါင်းတလာလုံး6ပွဲကစားအမယ်နေသားတစ်ခုမှာကျွန်တော်တို့ကချန်ပီယံလိဒါချန်ပီယံလိမှာဆိုလို့ရှိရင်ဆာဗီယာပရာဟာတော့ဒါထားပါတော့ဘယ်လိုပြောရမလဲအရင်ကြီး ဟိုဒုက္ခပေးနိုင်လောက်တဲ့အသင်းတသင်းလို့ကျွန်တော်အနေနဲ့မမြင်မိဘူး။ဒါပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ Champion League နောက်ထပ်တပွဲဖြစ်တာကျွန်တော်တို့အိမ်ကွင်းမှာ Bayern Munich ကိုအခက်ရှင်ပြန်ကစားရမယ်။ကျွန်တော်တို့အခုနောက်ပိုင်းနေမှာကျွန်တော်ရဲ့အမြင်ပေါ့လေကျွန်တော်မြင်လာရတဲ့လောက်ဆိုလို့ရှိရင်ကျွန်တော်တို့ Arsenal ရဲ့ Emirates Stadium ကအရန်ကိုအစိတ်ရှိလာတဲ့ အဲမွေးတကောင်လို့ပေါ့လေနော်အာဆင်နဲ့အိမ်ကွင်းကိုလာလို့ရှိရင်အရင်တော့ဆိုဘသူပဲဖြစ်ဖြစ်ကျွန်တော်တို့တွေကိုတိတ်ပြီးတော့ဟိုခေါင်းနဲ့ထဲတဲ့ပုံစံမျိုးတွေရှိမနေဘူးအခုဆိုလို့ရှိရင်အမေရိကကိုလာရတော့မယ်ဆိုလို့ရှိရင်ဒါအနေနဲ့အများကြောက်တူးတုံလာကြတာတွေကတော့ဒါကျွန်တော်တို့တွေမြင်တွေ့နေရပြီအမေရိကမှာဆိုလို့ရှိရင်လည်းအာဆင်နဲ့အသင်းကပုံစံကောင်းနေပြတ်တနေပြီးတော့ဒါဟိုစပိန်ကနေစပိန်မှာကျန်းနေပါတယ်ဆိုတော့အတလတီကိုမက်ထရစ်ကိုတော့အမ်ရိတ်စတေဒီယံအထိခေါ်ပြီးတော့ကျွန်တော်တို့က ောင်းကောင်းလေးနှိပ်ကွပ်ခဲ့တဲ့နေသားတွေမှာရှိတာဖြစ်တဲ့အတွက်ဒါအာဆင်နယ်ရဲ့အင်ကွင်းအမ်ရစ်စတေဒီယံကိုလာမယ်ဆိုလို့ရှိရင်တော့ဒါဘယ်သူပဲဖြစ်ဖြစ်နည်းနည်းများတော့ဒါတွေ့ဝေနေပြီဆိုတော့ကျွန်တော်တို့ဒီဒါခံမှန်းလို့ရနေပြီဒါပြီးရဆိုလို့ရှိရင်ကျွန်တော်တို့ဒါအခု23ရက်နေ့မှာစပါနဲ့ကန်ရမယ်ဗျဒါတော့ဒါဒီလထဲမှာပဲနိုဝင်ဘာလ23ရက်နေ့မှာပဲစပါကိုအင်ကွင်းမှာအိတ်ခံရှင်ပြန်ကစားရမယ်စပါဆိုတဲ့အသင်းကဒီရဒီမှာ အဝေးခွင်းမှာရလက်ကောင်းနေပိုင်ဆိုင်ထားတဲ့အတင်းတတင်းပြဒါပြီးတော့ဆိုနီးပြအတင်းနဲ့ကစားသမားတွေကလည်းဒါကိုများစွာခေါ်ယူဖြည့်တင်းထားတယ်ဒါပေမဲ့သူတို့တွေအနေနဲ့လည်း African Nation ကိုဒါလွတ်လိုက်ရတဲ့ကစားသမားတွေလည်းရှိတယ်ဖြစ်တဲ့အတွက်ဒါကျွန်တော်တို့ Arsenal အသင်းအနေနဲ့လည်းဒီပွဲစဉ်တွေကဒါပွဲချက်ထဲမှာပါတယ်ဒါ29ရက်နေ့ကြာလို့ရှိရင် Bayern Munich ကိုအင်ကွင်းမှာအခန့်ရှင်ပြန်ကစားရမယ်။ Bayern Munich ဆိုတာကတော့ကျွန်တော်တို့ညီကိုတွေအားလုံးသိပြီးသားပဲကျွန်တော်တို့ ਨੇ ဟိုဘယ်လိုပြောမလဲကဘာမချေတင်းပေါ့လीเนาะဒါဒီအင်းကိုကျွန်တော်တို့တွေစောင့်နေတာကြာပြီးအခုလို့အကောင်းဆုံးချိန်မှာဒါဒီအင်းနဲ့တွေ့ရမယ်ဆိုတော့ဒါတကယ့်ကိုရင်ခွန်စိတ်လို့ရှားစရာပွဲစဉ်တစ်ပွဲဖြစ်လာမယ်ဒါကျွန်တော်30ရက်နေကြာလို့ရှင်เนาะကျွန်တော်တို့တွေဒါမြောက်လန်ဒန်ဒါဘီပွဲဖြစ်ဒါလန်ဒန်ဒါဘီပွဲဖြစ်ပေါ့လေဒါကျွန်တော်တို့အန်โซမော်ရက်စကာရဲ့ချဲစီအသင်းเนี่ยကျွန်တော်တို့ကဒါအဝေးကွင်းမှာတော့ရောက်ရှင်ပြန်ကစားရမယ်ကျွန်တော်တို့ဒါအခုဒီယာဒီမှာပေါ့လေကျွန်တော်အမြင်ပေါ့လေချဲစီရဲ့ ဒါကစားပုံကတကယ်ကိုဘယ်လိုပြောမလဲတပွဲတိုးတွေမှာတော့တော်တော်လေးကောင်းနေအသင်းတသင်းလို့ကျွန်တော်အနေနဲ့ပြောချင်တယ်ဒါကျွန်တော်သူများအသင်းကိုဟိုဘယ်လိုပြောမလဲဝေဖန်တာမျိုးမဟုတ်ဖဲနဲ့ကျွန်တော်ရဲ့အမြင်ကိုပဲကျွန်ညီကိုတွေကိုဒါပြပြချင်းဖြစ်ပါတယ်ဒါဒီလိုမျိုးဒီအခုကြည့်နေတဲ့မှာချက်စီပြိတ္တတွေပါတယ်ဆိုလို့ရှိရင်ကျွန်တော်ပြောရတယ်မှားသွားတယ်အမှားတွေပါတယ်ဆိုလို့ရှိရင်လည်းကျွန်တော်စိတ်မဆိုးဘူးတောင်းပန်ချင်းနေအဲ့တော့အန်ဇိုမာရက်စကာရဲ့ချက်စီကအာဆင်နယ်အသင်းကိုဒီရဒီမှာကောင်းကောင်းဒုက္ခပေးနိုင်မလားဆိုလို့ရှိရင် ါဖြစ်ကောင်းဖြစ်သွားနိုင်ပါတယ်။ဘာဖြစ်ဖြစ်အာဆင်နယ်အသင်းကလည်းဒီရဒီမှာဒါဟိုဘယ်လိုအကောင်းဆုံးပုံစံပြနေတဲ့အသင်းတစ်သင်းဒါ Chelsea ကလည်းအိုးဘယ်လိုပြောမလဲဥရောပဝင်ကွင်းတွေအတွက်သူတို့ကလည်းအကောင်းဆုံးတိုက်ပွဲဝင်နိုင်တယ်သူတို့တွေကိုဒါဥရောပဝင်ကွင်းအတွက်သူတို့တွေကိုဖယ်ထားလို့မရတဲ့အတင်းတင်းပြပြီးငါအာဆင်နယ်ကိုအကောင်းဆုံးဒုက္ခပေးတိုင်းလိမ့်မယ်လို့ကျွန်တော်အနေနဲ့ကတော့မြင်မိတယ်ဒါဒါကတော့ကျွန်တော်အာဆင်နယ်အသင်းဒီတစ်လအလုံးကစားသွားရမယ်ဒါပွဲစဉ်6ပွဲပဲဖြစ်ပါတယ်ကျွန်တော်ညီကိုတွေရောဘယ်လိုထင်လဲအာဆင်နယ် ဒီတလလုံးမှာအမှတ်ဘလောက်ထိစူဆောင်းနိုင်မယ်ထင်လဲဒါကောမွန်ဝဲအောင်မှတ်ချက်ပေးတော့ကြပါအောင်အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်တူရိမ်ပါဗျာ